Hello Manchester United ပြည်သူများအားလုံးပဲမင်္ဂလာပါအဲတော့ကျွန်တော်တို့ Manchester United အသင်းမှာကွင်းလေပေါ့နော်ရှိတဲ့များကွင်းလေတွေပေါ့အကုန်လုံးဒါဘယ်သူကဘယ်နေထားရှိလဲဆိုတာကိုကျွန်တော်နဲ့ဆွေးနွေးကြည့်ကြမယ်ဒီကွင်းလေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးကြမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ Manchester United အသင်းမှာကွင်းလေကဘယ်နှယောက်ရှိလဲပထမဆုံးဒါ Bruno Fernandes, Casemiro, Manuel Ugarte, Mino မယ်ဆမ်မောက်နောက်ထပ်သူချစ်တယ်တိုဘီကိုလီယာကိုငှားရှာပလိုက်တယ်ရှိတဲ့တိုဘီကိုလီယာကိုငှားရှာပလိုက်တယ်ပြီးလို့ရှိရင်အတင်းမှာကွင်းလေပေါက်ကြီးအကျယ်ကြီးကိုစောင့်ကြည့်နေထိုင်ကြည့်နေတယ်နော်ဒီအပိုင်းနေရာအဆင်မပြေဘူးအမ်မိုရီနေနဲ့လူငယ်တွေကိုထောက်သုံးတတ်ဖို့တာဒီကောင်လေးလာတင်ယူအောင်မယ်အဲ့တော့ဒီကွင်းလေပေါ့ဗျာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မှာအရေးပါတဲ့ဒီကွင်းလေအတွက် ဒီကစားသမားတွေရဲ့ဒါပျောက်ချင်းစီရဲ့ဒါကောင်းကောင်းတဲ့အချက်တွေဆိုးတဲ့အချက်တွေကတော့ဒါပြည်သက်တွေလည်းမြင်တွေ့ပြီးသားဒါပေမဲ့ကျွန်တော်အနေနဲ့လက်ရှိချိန်ဒီ Manchester United အသင်းမှာလက်ရှိအကောင်းဆုံးเนาะဒီ Bruno Fernandes ရဲ့နောက်မှာကန်တဲ့ဒါခံစစ်ကိုပံ့ပိုးတဲ့ခံစစ်နဲ့ရှေ့တန်းဟိုဒါ Valent ဖြစ်အောင်เนาะညှိပေးတဲ့ဒီ Bruno Fernandes ရဲ့နောက်မှာကစားတဲ့ကိုင်းတဲ့တန်ရာအတွက်ကတော့ ကျွန်တော်အမြဲတမ်းလည်းပြောပါတယ်ကက်ရှမီရိုးကိုကျွန်တော်အကြိုက်ဆုံးပဲကက်ရှမီရိုးကအခုချိန်မှာအဲ့ဒီနေရာမှာအတင်းတော်ဆုံးနဲ့အကောင်းဆုံးเนาะပြောလို့ရှိရင်ဘရိုတို့ကြည့်လိုက်သူမပါတဲ့ပွဲနဲ့သူပါလာတဲ့ပွဲတခြားစီဖြစ်နေလိမ့်မယ်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ပွဲကြည့်ရတာသူမပါဘူးဆိုရင်အဲ့ကွင်းလေပေါက်ကြည့်ရအကျယ်ရဲ့ဒီတိုင်းကဒီတိုင်းမြင်နေရတယ်ဒုံရင်ကဒုံရင်ပဲเนาะသူပါလာလို့ရှိရင်အကောင်းကြီးမဟုတ်ပေမဲ့လည်းဖြစ်နိုင်တယ်လုတ်ပေးနိုင်တယ်အတင်းလည်းဂိုးလည်းရရှိအောင်လုတ်ပေးနိုင်တယ် နောက်ကိုလည်းသူပြန်ပြီးတော့လှုပ်ပေးနိုင်တယ်သူ့ရဲ့ခင်ကျင်းမှုသူ့ရဲ့ဒါသူ့ရဲ့ဝါရင်ဝါဝါပိုင်းတဘာပိုင်းနေနဲ့လှုပ်လှုပ်ပြီးတော့သူအဲ့နေရာမှာလက်ရှိအကောင်းဆုံးလှုပ်လှုပ်နေတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့နောက်တယောက်မန်ယူရဲ့ဥကတဲအဲ့နေရာမှာ၃အဲ့နေရာအတွက်ဝယ်ထားတဲ့နော်မန်ယူရဲ့ဥကတဲမန်ယူရဲ့ဥကတဲက၃လို့မရဘူးအဲ့နေရာမှာသူလုံးတယ်နော်သူမလုံးတာမဟုတ်ဘူးသူ ခိုင်းရင်လုတ်တယ်အမားရည်များတယ်အမားမกินဘူးအမားလုံးဝกินတယ်ဆိုတာမရှိဘူးဒါလုတ်တော့လုတ်တယ်ဒါပေမဲ့အဆင်မပြေဘူးအဲ့နေရာအတွက်နောက်တစ်ယောက်ခိုင်းလာတဲ့အဲ့နေရာအတွက်နီးပြခိုင်းတဲ့နောက်တစ်ယောက်ကတော့ဘူနိုဖာနက်တက်ကိုယ်တိုင်ဘူနိုဖာနက်တက်ကအဲ့နေရာအတွက်အဆင်မပြေဘူးသူကအတက်ကင်ကစားသမားသူက DM နေရာမှာနေတဲ့လူမဟုတ်ဘူးသူက attacking AM เนาะ သူကဒီတိုက်ရှိကိုပန်းပူပေးတဲ့ကွင်းလေကစားတာမှာသူကနောက်တန်းတွေနဲ့အဲ့လိုမျိုးအတင်းတင်းလုံးကိုခန့်ရှက်ညောင် value လုပ်ပေးတဲ့ကစားတာမှမဟုတ်ဘူးအခုလိုအပ်နေတာအဲ့နေရာကျွန်တော်မှ system နဲ့တက်မှလိုအပ်နေတာအဲ့တော့ bonafa နဲ့တက်လက်အဆင်မပြေဘူးအဲ့နေရာတွေဒါကျွန်တော်တူတယောက်ရဲ့အမြင်ပါ guys mirror ကလွှဲပြီးတော့ဘယ်သူမှကျွန်တော်မှမင်းဘူးအဲ့တော့တကယ်လို့များဒါ menu ဒါကိုဘီမိုင်နူကိုပေါ့ဗျာကိုဘီမိုင်နူကတော့ကြာတော့ခလေးလေးပဲရှိသေးတယ်သူ့ကိုဒါ နီးပြအနေနဲ့ယုံကြည်ကြည်နဲ့အဲ့ဒီနေရာကိုပေါ့ပေးဆော့ဖို့ပါဗျာဘယ် training ကွင်းမှာလဲသူ့ကိုဒီနေရာအတွက်ကိုပဲလေ့ကျင့်မှာကိုသူ့ကိုဟိုအရှိကသူကစောရီကရိယာနဲ့ attacking ကွင်းလေကစားတာမှာဒါပေမဲ့လည်းသူ့ကိုဒါအသိမှာအခုသူကပွဲလဲကစားခြင်းနဲ့ပြီးလို့ရှိရင်ဒါပွဲထွက်ခွင့်အများကြီးရခြင်းနဲ့ပြီးလို့ရှိရင်သူ့ကိုအသုံးအသုံးစီရှင်နဲ့ဆိုလို့ရှိရင်ဒီနေရာအတွက်သူ့ကိုဒါ try try ကြည့်ပါလား ဒီလို DM ကစားသမားတစ်ယောက်ကိုအာဒါ AM ကစားသမားတစ်ယောက်ကိုပေါ့ဗျာအတိတ်ကင်ကစားသမားတစ်ယောက်ကိုဒါ DM နေရာမှာ try ကြည့်လို့အရှင်ပြေခဲ့တယ်ဒါ manual ကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဒါ covid manual ကိုဒါဒီနေရာအတွက်ကိုဒါပုံသွင်းဖို့ပေါ့ဗျာဒါညီပြ MRI နဲ့ဒီနေရာအတွက်ကိုပုံသွင်းဖို့အတွက်အဆင်မပြေတော့ဘူးလားဒါကျွန်တော်ရဲ့အမြင်ပါဒါညီပြကတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်အဲ့တော့ legend ရှင်လေးကျွန်တော်ဒီကွင်းလေထဲမှာပေါ့ဗျာကျွန်တော် အကြိုက်ဆုံးတဲ့ကျွန်တော်သဘောကျဆုံးเนาะအဓိကကျနေတဲ့ကျွန်တော်မရှိတဲ့နှစ်တရက်ကွင်းတဲ့တနေရာတော့ဒါကာလိုကက်စမီရိုပါပဲဒါကျွန်တော်ရဲ့အမြင်ပါတခြားကျွန်တော်တို့လူလက်ရှိကြည့်နေကြတဲ့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့အမြင်ကိုလည်းဒါ sharing လေးလုပ်ပေးခဲ့ကြပါဦးမန်ချက်စတာယူနိုက်တက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ကိုစနေပြကြမ်းမှချမ်းသာကြပါစေ